သူရာမီရာရမြစ်စပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြရမှာပါနောက်တစ်ခုကကြတော့သိအရင်မှမသိပဲတောက်မိခဲ့လို့ရှင်ရောအဲ့ကံထိုက်ပါလားရှင်သူရာမီရာမြစ်စပမာဒဌာနဆိုသူရာဆိုတာရှင်းကြတော့စိတ်နဲ့အရဲ့ရဲ့ချက်တဲ့အရဲ့ရဲ့နှစ်ခုရှိတယ်သူကစိတ်ထားလို့ရှင်တယ်ကြားရှိဘူးလားတဲ့ရှိတယ်ပေါ့နော်ချက်တဲ့ရဲ့လည်းနှစ်ခုရှိတယ်ရှင်းခေကသူရာနဲ့မီရာနှစ်ခုအဓိကထားပြီးတော့ မစ္ဆာဆိုတာဒီအရေးကရှင်မှုစေတတ်တယ်ရှင်မှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မန်တက်လာတယ်လို့ပြောတာမန်တက်လာတယ်အမှန်မသိတော့ခုပမာဏအတိုင်းတာမသိပမာဒဌာနာဆိုတာကောင်းတာလို့ဖို့အတွက်မေးလျော့သွားတယ်ဆိုတာလူကြီးတွေယူတရားမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတယ်ဌာနာဆိုတာအကြောင်းအဲ့တော့ဆိုလိုတာ လူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲနော်မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖဲနဲ့မူရစ်ထားလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပဆန်ချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုမထလို့ခေါ်တယ် လူငယ်လူရွယ်တွေမှာကျတော့ယောပနာပဋ္ဌာန်လို့ခေါ်တယ်။ငယ်တဲ့ခုံငယ်တဲ့မှန်ပေါ့နော်။နောက်ချမ်းမာလို့ရှင်တဲ့အာရောချပဋ္ဌာန်လို့ခေါ်တယ်။အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတပဋ္ဌာန်ဆိုတာ။ဒါမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းဘူးအကုသိုလ်တွေလုံမိတတ်တယ်။ပြီးတော့စိတ်တတ်တဲ့အရာလေးလို့။ပေါင်းပြီးတော့ပြတ်စွာဘုရားသုံးတာအဓိကကတော့ဒီဒုတိယရဲ့ကောင်းတဲ့စိတ်နေအမှတ်တင်ညာတွေကောင်းတဲ့ အမှတ်တညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတော့တဲ့ဘူးလို့သူဆိုလို့ရပါတော့။အဲ့ဒါတောက်လိုက်လို့ရှိရင်ဒုတိယဟာဒီတတိတရားတွေလွတ်လွတ်သွားပြီးတော့အမှတ်တညာတွေလွတ်သွားပြီးတော့ကိုယ်ပါလုံးလုံးလုံးမမသိတာမျိုးထီအောင်ဖြစ်သွား။အရင်မူးရင်ပစိုးတော်မကပ်ဖို့မဟုတ်လား။အဲ့ဒီလိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေဟာ မတော့ခဲ့ဘူးလို့ဒီလိုအထိပ္ပယ်နဲ့ဒီဆုံးလို့ရတဲ့အထိပ္ပယ်ပါเนาะအခုတော့အကုန်လုံးမစ္ဆာဆိုရယေဘုစီရတဲ့အားလုံးကမစ္ဆာထဲမှာပါတယ်သူရနဲ့ပေရီယာကတော့စိတ်နဲ့အရင်နဲ့ချက်တဲ့အရင်ပမာရဌာနဆိုတာတခြားမေးလျော့စီတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့เนาะဘေးရှူတာတွေရောဘာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေနေထားလူဆိုတာ ချိုးချောင်းဆင်ကျင်တဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေတတ်တဲ့အရာတွေခတ်သိင်းကိုသူရမေရိယမစ္စကမာရထာနာလို့ဆိုနိုင်ပါတော့။သိအယမမသိပဲတောက်မိခဲ့ပါကကန်ထိုက်ပါသလားလို့ဆို။ဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့ဘူးရထာမဟုတ်ပဲနဲ့အဲ့လိုတောက်မိမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာအမှန်တယ်။အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့ မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ချီးတာပေါ့နော်အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်သူ့ရမီရကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူ့ရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစီးပွားအတွက်အသိပညာလေးစီးဖို့အားထုတ်ရမယ်အများကျိုးဆောင်ရွက်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တယ် တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောက်မိပဲပါကံထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုယူရပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်ဒါပေမဲ့လို့အရမမသိပဲနဲ့တောက်တော့သိလို့ပဲတောက်တော့သူ့ရဲ့ effect ကရှိတယ်အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလာဘူးအနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင်အရကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးအရတောက်ပါများလားလို့ရှိရင် တွေးတောဆင်ခြင်မှုတွေလွယ်မလားခါလိုက်လို့ပုံမှန်မစင်းစားတတ်တော့နော်အုံနောက်ရဲ့ကြောင်းတဲ့မှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အတိညာလေးကလမ်းချော်ကုန်တာမျိုးတွေဖြစ်ရင်ဒါဒါသူဒီဘွားတွေမဲ့ခံရတဲ့အကျိုးဆက်လို့ပြောတီးလို့တောက်တောက်မတီးလို့တောက်တောက်အစိတ်ဟာဆိုဥပမာနဲ့တမန်ရှုတော့တစ်ခုကပြောမယ်ဆိုရင်အစိတ်ဆိုတာတီးလို့စားစားမတီးလို့စားစားအဲအစိတ်ကအစိတ်ပဲလေ ဟုတ်တယ်ဟုတ်တယ်အဲ့တော့အာယမမသိလို့တောင်းပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာဥပဒေလိုပေါ့မသိလို့လုံးပြီးပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တော့မှာမဟုတ်